ဝန်ထမ်းစာမျက်ပွဲဖြည့်ဆို့နေတဲ့ကာလအတွင်းចောင်းသားတွေစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်ခံရမှာကိုចောင်းသားမိဘတွေကစိုးရိမ်နေပါတယ်။2025ခုနှစ်ရဲ့တက္ကသိုလ်ဝန်ထမ်းစနစ်သစ်ဖြစ်တဲ့စနတန်းစာမေးပွဲကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဒီကနေ့မတ်လ18ရက်နေ့မှာစတင်ဖြေဆိုနေပါပြီ။မကြာခင်ရပိုင်းတွေကလည်းစနတန်းဖြေဆိုမဲ့ចောင်းသားတွေကိုလမ်းမှာဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်တွေရှိခဲ့တာကြောင့်စာမေးပွဲဖြေဆိုနေချိန်မှာအပို့အချို့လုံနေရမှာဖြစ်တယ်လို့စနတန်းចောင်းသားမိဘတို့ကပြောပါတယ်။အဲဦးမကတော့တားနေအောင်ရှိတယ် တားမြောက်ကတော့သူတို့အမှုမရောက်သလုံးဖြစ်နေကြတာတော့ဆိုတော့အခုကဘာမှဟိုမေးရမှယုံကြည်တော့လေစိတ်ချရပြီးတော့သူ့လိုမရဘူးဖြစ်တာပေါ့နော်တမောပဲပြောလို့လည်းညှို့လိုက်တာမှဟိုမှာဖြစ်တဲ့ချင်းတားရောက်သွားမှမျိုးဟိုဒုက္ခပြီးမှလို့အဲ့ဒါလည်းသိနေတာပေါ့ဥရရေးနေတာမကလည်းကြောင်းမှုလားအဲ့ဒါကြောင်းရှိမှဒီကောင်းကြီးနဲ့လက်လက်ကြီးတွေတပါးကားနဲ့ပေါ့လေအမသူ့ကိုပဲကြောက်နေကြတာ ဟိုမတော်ကြည့်ကြည်လာထွက်တော့ဘယ်လိုလုပ်မလဲတော့အဲအဲ့ပေါ့လေအခုတော့အင်းရဲ့မိသားစုကတောင်းနေတဲ့အတိုင်းမြင်ထားတာတော့အမေတိုင်းဒါမိသားစုအလို့အားကြီးပြီးမအားကြီးဖြစ်ဖြစ်ပေါ့လေဒါအကျိုးမှုကိုယ်တိုင်းကိုယ်ကိုယ်ကသာမဝေးရမှာလုပ်ပြီးပြီပေါ့နော်တတိယတော့တိုင်းမြင်ထားပါတယ်သူစိတ်ပေါ်မှာရတာပေါ့ကိုင်းအဲသာမဝေးကိုစိတ်ပြရတာတမျိုးနောက်ခါအင်ဘရိုးရဲ့လုံးလုံးကြီးခရီးကြီးရဲ့ဘီဘီအဲ့ဒါမျိုး အင်းချာဖြစ်တာတမျိုးပေါ့နော်အဲ့လိုဖြစ်နေတာပါစာစစ်ဌာနတွေဖြစ်ကြတဲ့အခြေခံပညာကျောင်းရှိတွေမှာရဲနဲ့စစ်သားတွေဟာလက်နက်အပြည့်စုံနဲ့နေရာယူထားကြတာကိုတွေ့ရပါတယ်။ဒါ့အပြင်ခမန်းကြီးအရအသက်40ကျော်ရှိတဲ့လူတချို့ကိုလည်းအပြာရောင်ဝတ်စုံတွေကိုဝတ်ဆင်ပေးထားပြီးနံပါတ်တုပ်တွေအပြင်လက်နက်တချို့ကင်ဆောင်ထားကကျောင်းရှိတွေမှာလုံခြုံရေးယူနေတာကိုလည်းတွေ့ရပါတယ်။လုံခြုံရေးယူနေတဲ့အဖွဲ့တချို့ရဲ့နာမည်ကိုမသိရပေမဲ့အထက်ကနေရာချပေးထားလို့ရောက်လာတာဖြစ်တယ်ဆိုတာပဲသိရတယ်လို့အထက်တန်းပြဆရာမတူကပြောပါတယ်။ ဟုတ်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့လည်းတေချာမသိဘူးပေါ့နော်ဒီအထက်ကဒီအဖွဲ့ဒီနေရာကိုလာဆိုရင် လာရတာပဲလေအရင်တော့ကတော့ဒီစစ်သားနဲ့အဲဝက်ဆောင်ပြတွေဆိုတာကတော့မရှိဘူးအဲအခုနောက်ပိုင်းမှာဖြစ်လာတာပေါ့အဲဒီကနေ့ပထမဆုံးဖြေတဲ့ရမတော့အားလုံးပုံမှန်ချင်းနေနဲ့အေးဆေးပါပဲ မိဘတွေကိုလည်းအရန်စိတ်မပူဖို့ပြောချင်တယ်။ဟိုကျောင်းတွေမှာကလည်းတာဝန်ကျဆရာဆရာမရက်ကွက်လူကြီးတွေထွေးဟိုအကုန်ပေါ့နော် အကုန်လုံးရှိနေတယ်။ဒီနှစ်ဖြေတာကတော့မနစ်ကထက်ပုံများတယ်ပြောရမယ်။အဲအခုကစနစ်တစ်ကိုမှဒုတိယအကြိမ်ပဲရှိသေးတယ်ပြောရမှာပေါ့။အဲစနစ်တစ်ဆိုတာကဒီ2024ကမှပထမအကြိမ်စတာလေ။ဆိုတော့အရင်က10တန်းပေါ့အခုကျတော့17တန်းဖြစ်သွားတယ်ရန်ကုန်မှာတော့2025ခုနှစ်တောက်တဝန်နှန်းစာမေးပွဲဖြေဆူသူဦးရီဟာမနစ်ကထက်နှစ်ဆနီးပါးပုံများလာတယ်လို့ပညာရေးတိုင်းဝန်ထံမှသိရပါဗျ။ တက္ကသိုလ်ဝန်ထမ်းစာမျိုးဘွဲကိုရန်ကုန်မြို့မှာစာစစ်ဌာန90ကျော်နဲ့ကျောင်းသားဥယျာဉ်4000ဝန်းကျင်ဝင်ရောက်ဖြည့်ဆိုနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်တုန်းကတော့ရန်ကုန်မြို့မှာစာစစ်ဌာန90ကျော်ပဲရှိတယ်လို့ဖြည့်ဆိုသူကျောင်းသားကျောင်းသူဥယျာဉ်ဟာလည်း2000ဝန်းကျင်ပဲရှိတယ်လို့ပညာရေးဌာနကထုတ်ပြန်ထားတဲ့သတင်းတွေရသိရပါတယ်။